ရန်ကုန်မှာဌာနဆိုင်ရာဝန်ထမ်းတယောက်ကိုနေစာကကြက်ရှစ်ထောင်နဲ့စစ်ကောင်စီကငားရမ်းပြီးဒီဇမတရက်ကစတင်ကလူတိုင်းမဖြစ်မနေမဲပေးဖို့လက်ကမ်းစာဆောင်တွေလောက်ဝေခိုင်းတယ်လို့မြို့ကန်တွေစီကသိရပါတယ်။ပဇွန်တော်မြို့နယ်မှာဒီဇမနှစ်ရက်ကပဇွန်တော်ဈေးရေကျော်ဈေးနဲ့ကာကိတ်တွေမှာမဲပေးကြမယ်လက်ကမ်းစာဆောင်တွေကိုမိသက်ထွေအုပ်နဲ့ပြင်ကြားရေးဝန်ထမ်းတွေကလိုက်ကမ်းလာလို့မြို့ကန်တယောက်က GBP ကိုပြောပါတယ်။ မြောက်ကလပါမြို့နယ်မှာတော့မဲပေးကြစို့လက်ကန်ဆာဆောင်ဝေတာကိုပြန်ကြားရေးကသာဥဆောင်ပြီးနိုဝင်ဘာလ30ရက်ကစတင်က ရက်ွက်ကားဂိတ်ကယ်ရီဂိတ်တွေကိုလိုက်ကန်တယ်လို့မြို့ကန်တယောက်က DBB ကိုပြောပါတယ်ဒီဇင်ဘာလ28ရက်မှာစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကစိတ်ပါဝင်စားမှုမရှိတဲ့အပြင်မဲစင်းမှာသွားပြီးမကြည့်တာကြောင့်စစ်ကောင်စီကဝန်ထမ်းအင်အားအသုံးပြုကအခုလိုဝါဒဖြန့်နေတာလို့နိုင်ငံရေးလှလှသူတယောက်ကထောက်ပြပါတယ် စစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေသာမကနိုင်ငံတကာအတိုင်းဝိုင်းကလည်းလက်မခံဘဲအခုအချိန်ထိကန့်ကွက်နေဆဲဖြစ်ပါတယ်ရှင်။